းများပွင့်တော့ဖူးတာဝင့်လို့ချီတဲ့နေကြီးမှာ ရွှေကြီးတော့ငါတို့စာတင်ကြောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့ငါတို့ကြောင်းဖော်ရီမှာသွေးဆွနေတဲ့အဝတ်တွေသွေးဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတုံးပဲကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာ2025ခုနှစ်မေလ17ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပည့်ရမြို့နယ် ိုးထိန်ထွင်းကျေးရွာမှာမနက်7:00နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာစားသင်းနေတဲ့ကလေးတွေတဲကအ ਨੇ ဆုံး10ယောက်တည်ဆုံး။ဆရာဆရာမဥရလည်း2ယောက်တည်ဆုံးသွားတယ်။ထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်တည်းကျမတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူး။အများကြီးပဲ။စားသင်းနေမတက်မှာပို့ပဲထိခိုက်ဒဏ်ရာမှုတွေရရှိတာ။ ကျမတို့ရဲ့ကလေးတွေကိုအမုန်းတွေအညှိုးတွေအာဃာတတွေဝင်မလာအောင်လို့ကျမတို့ကတုံ့တင်ဆုံးပါတယ်ဒါပေမဲ့ဒီနေ့စစ်ကောင်စီလုတ်သွားတဲ့လုံရက်ကကလေးတွေရဲ့နှလုံးသားထဲမှာရောအုံနောက်ထဲမှာအမုန်းတွေအညှိုးတွေအာဃာတတွေဝင်သွားပြီလက်ဆံမှုရုံမှမှုအောက်တန်းချမှုတွေအားလုံးကကလေးရဲ့စိတ်ထဲမှာနှလုံးသားထဲမှာစွဲထင်သွားပြီနိုင်ငံတကာကကိုညင်တိုင်းတဲ့လူတွေရော ကျမတို့ကလေးတွေဘလောက်ထိပင်မဘလောက်ထိစုံချုံမအတန်ထွက်ပြီးပြောပြကြမှာလေအားလုံးနားတွေမကြားကြတော့ဘူးလားကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ Save our children ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါလူအခွင့်ရေးလူအခွင့်ရေးလို့ပြောနေတယ်အခုလို့ဒီလိုဖြစ်တယ်ကလေးတွေတေးကြည့်တယ်စောင့်တင်ကြောင်းနေပြစီအဲ့ဒါကတော့အလုပ်လူအခွင့်ရေးကိုထိုးဖောက်တာမဟုတ်ဘူးလားကျမတို့မငုံဘူးတင်းထားမယ်ဒါဖြစ်လို့မငုံရတယ် ကျမတို့ရှစ်ဆက်လောက်ရမယ်အလုပ်တွေအများကြီးရှိတယ်။ဒီလောက်ထိအောင်ဖြစ်ပြီးမှတော့လုံးဝနောက်ဆုတ်စရာအကြောင်းမရှိဘူး။ဒီဟာတွေအတွက်ထိုက်တန်နဲ့ပြစ်ဒဏ်ကိုပေးနိုင်အောင်ကျမတို့စူးစမ်း။ဒီပြစ်မှုကိုကျူးလွန်ထားတဲ့ကျူးလွန်တဲ့သူတွေအားလုံးကောင်းမွန်တဲ့ပညာသင်ကြားရေးမရပါစေနဲ့။မိသားစုတွေဘယ်တော့မှချမ်းချမ်းသာသာမနေရပါစေနဲ့။ဒီကလေးတွေကြုံတယ်လို့ဒီမိသားစုတွေကြုံတယ်လို့သူတို့ကလည်းထတ်တူထတ်မြခံစားပါစေလို့ကျမကတော့ကြိတ်ဆိုလိုက်တယ်။ ကျွန်မပြုတ်သမျှကုတွေအားလုံးကိုတိုင်ကြပြီးချိန်ဆိုလိုက်တယ်ထတ်တူအကျိုးကိုခံစားကြပါစေကျွန်မကတော့အပါဝင်တခြားလူတွေအတွက်ကတော့တော်လန်ရေးမအောင်မချင်းဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေကိုအပီးတိုင်အဆုံးသတ်နိုင်ဖို့အတွက်စစ်အာဏာရှင်စနစ်ကြဆုံးဖို့အတွက်ကျွန်မတို့ဆက်လက်ပြီးတိုက်ပွဲဝင်နေပါမယ်မချေတို့တာပါရှင်တတိကမှတ်သားမှာ အထဲတဲကတဲ့ခုံတွေကအလောင်းတွေကိုကောက်တဲ့အခါကျတော့ထုတ်ရတာမလွယ်လို့ဆိုပြီးခုံတွေအကုန်လုံးအပြင်ကိုထုတ်လိုက်တာအေးချမ်းချမ်းစာတင်နေတဲ့အနေထားနေရုပ်ချင်းဒီလိုဖြစ်သွားမယ်လို့သူတို့ဘယ်ထင်ကြမှာလဲ တွေးစွန်းနေတဲ့ဖက်နှက်ကလေးရေလက်တန်းလေးရေခေါင်းကဥကုန်လေးရေဒါဥကုန်ရိုးလေးတွေပါဒါစပင်ချီလေးတွေပါကောင်းချီကကစကိုင်းငလျင်ဘေးကြောင့်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုအားပေးကူညီတဲ့အတွက်ဒီဘက်ကိုရောက်နေတာရောက်နေရင်းနဲ့အပြန်ခီးကိုတွားနေတော့မှဒီသတင်းကြားလို့ဒီကိုအမြန်ဝင်ပြီးတော့ပြေးလာခဲ့တာပါ စစ်ကောင်စီဘက်ကပြောတယ်လို့ကိုဟာရှိတယ်ဒါရှိတယ်ဘာမှမရှိဘူးလုံးဝကလေးသူငယ်တီးတတ်စာတင်နေတဲ့နေရာဖြစ်ပါတယ်ကျမတို့အတွက်တရားမျှတမှုကိုရအောင်လို့တန်တိုင်းနဲ့ဝိုင်းဝန်းပြီးတော့အသာထွက်ပေးကြပါမယ်မြစ်တယ်ရခိုင်ပါတယ်ရှင်